2025ခုနှစ်မေလ28ရက်ဗုဒ္ဓနေ့အတွက်ခုနှစ်သမသာသမီအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့ The Death ဆိုတဲ့သင်္ကေတနမိတ်ဖြစ်တယ်ဒီလိုနည်းမျိုးမှာအဖို့တန်ပစ္စည်းတွေအပြောင်းလဲဖြစ်တတ်တယ်လူရင်းမိတ်ဆွေရင်းတွေနဲ့အခေါ်ပြောပြတတ်တယ်ချင်းဆိုတဲ့ကိစ္စတွေအတွက်လွဲချော်တာချင်းဆိုတဲ့ကိစ္စရဲ့ရွှေ့ရမျိုးကြုံတွေ့ရတတ်တယ် အဲဒီလိုနည်းမျိုးမှာအလွဲ့ချော်အခက်ခဲအထင်းကောက်တွေမရှိဘူးလို့တော့ကတော့မိတ်ဆွေတို့အနေနဲ့မနေ့ဆောစောမျက်နှာတည့်တဲ့အခါမှာမျက်နှာတည့်မဲ့ရေတဲကိုအဖြူရောင်ပန်းတပွင့်ထည့်ပြီးမျက်နှာတည့်လိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်စင်ဖွားမြင်ကြတဲ့ရေသွေးရလန်ရတော့မဟာဘုတ်ဗေဒင်နိယဘောရုနေဘွားမရဏဘွားသာတာရှင်တွေဖြစ်ကြပါတယ်မရဏရဲ့သဘောတရားတော့သင်္ကေမြေကြီးရှင်ရွှေတိပါပဲကြိုးစားအထုတ်ခြင်းအတွက်ထူးခြားတဲ့အသီးပွင့်တွေရပါလိမ့်မယ်သူတို့ဘာတွေလဲပို့ပြီးတော့ကြိုးစားအထုတ်ရတဲ့သာတာရှင်တွေဖြစ်ကြပါတယ် ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်ပေးရမယ်ဆိုရင်တော့ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတစ်နှစ်တာလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေရောက်ဖို့လို့အတွက်အဲကျောင်းသင်္ကန်းစွမ်းစေးပစ္စည်းလေးပါအတွက် site တစ်လုံးစီမှာကျောင်းအတွက်အလူသင်္ကန်းအတွက်အလူစွန့်အတွက်အလူစေးအတွက်အလူတော်လို့မွေးနေ့ကုသိုလ်အဖြစ်နဲ့မိမိတတ်နိုင်သောဝတ္ထုငွေကို site ထည့်ပေးပြီးနှိမ့်တဲ့တန်ခါတစ်ပါးပါးကိုလှူဒါန်းလိုက်ပါခင်ဗျာ ထို့သူဒီနေ့မှာခနှစ်အသားမီအလုံးလို့အကျိုးပေးတဲ့ကဏ္ဍတော့၄ကဏ္ဍ၈ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေအထူးဝင်ဖို့လို့ကံတရားရဲ့အထောက်ပံ့ပေးဖို့လို့တော့ကတော့အသီးလေးမျိုးမပြောသီးပန်းသီးလိမ်မော်သီးထောပတ်သီးစသဖြင့်အသီးလေးမျိုးကိုလေးစားတဲ့သီလရှင်ဆရာလေးတပါးပါးကိုလှူဒန်းလိုက်ပါခင်ဗျာစတုဆိုင်နဲ့ကုံစုံဆိုင်နဲ့လက်ဖက်ဆိုင်နဲ့စားတောက်ဆိုင်နဲ့ရောင်းပန်းတာဝယ်ပန်းလှဖို့ရောင်းအပ်တတ်ဖို့လို့တော့ကတော့ရေထဲကိုပန်းပွင့်နဲ့တပွင့်ထည့်ပြီးတော့အဲ့ဒီပန်းပွင့်ထည့်တာရဲ့ရေကိုမှွေးပြီး ဆိုင်ရှိကိုအဲ့ဒီတွေဖျန်းလိုက်ခြင်းအပြင်ရောင်းပန်းပွင့်ပြီးရောင်းအားတက်ပါလိမ့်မယ်။အယောင်ထိုင်နေတဲ့ကွန်ပျူစီတွေအယောင်တော့ဖို့တော့ကတော့ရေတန်းဘူးအေးအေးလေးတစ်ခုနဲ့အယောင်ထိုင်နေတဲ့ကွန်ပျူစီတွေကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အသီးသသာအယောင်ထိုင်ပစ္စည်းတွေဟာအယောင်သွက်သွားပါလိမ့်မယ်။အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရင်ဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့နာမည်ကိုကျွဲခေါ်သည်ဒါမှမဟုတ်ပန်းသီးမှရင်ပြီးဆွမ်းကဖုံးကြီးကိုလှူဒန်းလိုက်ပါခင်ဗျာ။ ဂျမိုင်းညာနေတဲ့သူတွေအတွက်ဓာတ်ဆာဖြစ်နေကြတော့ဒီလိုနည်းမျိုးမှာနွားတို့အနေငယ်တောက်ပြီးကျမ်းမာဖို့လိုအတွက်ဆူတောင်းလိုက်ပါခင်ဗျာအခြေအကိစ္စမေတ္တာရင်းကိစ္စအိမ်တော်ရင်းကိစ္စတွေကတော့အေးချမ်းတာယာပျော်ရွှင်ရပါလိမ့်မယ်အေးခဲဝဲကိုရေခဲတုံးထည့်ပြီးမြတ်စွာဘုရားရှင်ကိုကပ်လှူလိုက်ပါခင်ဗျာ